ပြဒဂုံကုန်းတော်ဘောကယက္ခမေတော်ကြီးကိုလူတွေဖျားလို့ကိုးပယ်နေတာမှားလားဖျားအမပါရင် ခွင့်လွှတ်တော်မူပါအရှင်ဖျားမယုံကြည်လို့ပြောတာမဟုတ်ပါဘူးဖျားဒီမေခွန်းကရှည်လုံးတဲ့အတွက်ကြောင့်လူရင်းလောက်ပဲဖက်ပြီးဖြည့်ပေးလိုက်ပါမယ်နော်အရှင်ဖရာတင်ကန်းစာလေးကိုရွာဦးကျောင်းဆရာတော်စီကတောင်းပြီး တပည့်တော်လက်ထဲမှာစွဲကျင်လို့တောင်းတော့ဆရာတော်ကသင်္ကန်းစာလေးကိုပထမ်းရွတ်ဖက်ပြီးတော့လုပ်ပေးပါတယ်ဖုရားတပည့်တော်အခုလက်ထဲမှာစွဲထားပါတယ်မသိလို့မေးပါရစေငရဲတော်မကြည့်လောက်ပါဘူးပြန်လဲဖြေကြားပေးပါဖုရားတဲ့တချို့သင်္ကန်းကိုအဆောင်လက်ဖက်လုပ်ဖို့ဆိုပြီးဦးစင်းစီမှာသင်္ကန်းစာလာတောင်းတာရှိတယ်ဦးစင်းကတော့မပေးဘူးနော်တချို့ဖုန်းကြီးတွေပေးတာတွေ့ဘူးတယ်ပေးလဲမပေးကောင်းဘူးယူလဲမယူကောင်းဘူးနော်ဘာကြောင့်လဲဆိုရင် ဝိနည်းသင်္ဃအထကထာမှာပပိစိတပရိဘောဂောဟိအဂါရိကာဏံစိတိယဌာနိယောလို့ဆိုထားတယ်အတိပ္ပေကတော့ယဟန်တွေရဲ့အသုံးအဆောင်ဖြစ်တဲ့သင်္ဃတပိတ်စတာတွေဟာလူ့အကြောင်းတွေအတွက်ကိုယ်ွယ်ရာစိတိထိုက်တယ်လို့ဆိုလိုခြင်းဖြစ်တယ်အဲ့ဒီလိုယဟန်တွေရဲ့သင်္ဃတပိတ်စတာတွေဟာလူ့အကြောင်းတွေအတွက်ကိုယ်ွယ်ရာစိတိထိုက်တာကြောင့်လူ့အကြောင်းတွေအနေနဲ့သင်္ဃစကိုအဆောင်လက်ဖက်မလုပ်ကောင်းဘူးအဲ့ဒါကိုလည်းမှတ်ထားဖို့လိုတယ်နော် ဖုံဖုံဖရရွှေတကုံကုန်းတော်ဘော်ကရက်ခမေတော်ကြီးကိုလူတွေဖရလို့ကိုးပွယ်နေတာမှားလားဖရအမပါရင်ခွင့်လွှတ်တော်မူပါအရှင်ဖရမယုံကြည်လို့ပြောတာမဟုတ်ပါဘူးဖရတဲ့မကိုးကွယ်တဲ့အရာကိုကိုးကွယ်နေပြီဆိုတဲ့ကိုကမှားနေပြီနော်တရထတိကမှာတရဏဂုံပြချင်းအကြောင်းနှမျိုးပြဋ္ဌာန်းထားပါတယ်အဲ့ဒီတရဏဂုံပြချင်းအကြောင်းနှမျိုးကဘာတွေလဲဆိုရင်တိတဝဇ္ဇဗေဒ မကိုးကွယ်သင့်တဲ့အရာကိုကိုးကွယ်သင့်တဲ့အရာထင်ပြီးကိုးကွယ်ခြင်းကြောင့်အပြစ်ရှိသောတရဏဂုံပြတ်ခြင်းနှင့်အနာဝတ္တဒုက္ခဝိပါကဗေဒပေဆုံးခြင်းကြောင့်အပြစ်မရှိသောတရဏဂုံပြတ်ခြင်းတို့ပဲဖြစ်ပါတယ်။မကိုးကွယ်သင့်မကိုးကွယ်ထိုက်တဲ့အရာတွေကိုကိုးကွယ်နေတာဟာတရဏဂုံပြတ်ပါတယ်။ဒါကြောင့်ဒီကိုးကွယ်မှုဟာမှားယွင်းသောကိုးကွယ်မှုဖြစ်ပါတယ်နော်။အရိယာတန်ကာဖြစ်နေရင်စောကားမိသူကကြီးမားသောအကုသို့ရလိမ့်မယ်ထင်တယ်နော်တဲ့။ ဒီမန့်ကယဟန္တာဖြစ်အောင်လုပ်ပေးနိုင်တယ်လို့ပြောတဲ့ဘုန်းကြီးကိုဝတ္တလာတုံနဲ့ကိုကာပြီးသူရုပ်မှာဖြစ်ကြောင်းပြောဆိုတင်ထားတဲ့ပို့ထဲမှာလာမှန်ထားတာပါနော်လောကမှာလိန်တဲ့လူရဲ့အလိန်ခံတဲ့လူရဲ့ဆိုပြီးလူရန်သားနှစ်ရဲ့ရှိပါတယ်လိန်တဲ့လူတွေလိန်လို့ရနေတာဟာအလိန်ခံလူရန်သားတွေကြောင့်ဖြစ်ပါတယ်ဒီမန့်ပိုင်ရှင်ဟာလည်းပဲအလိန်ခံလူရန်သားထဲမှာပါပါတယ်မှတ်ထားပါအရိယာမှန်ရဲ့ လူအထင်ကြီးတဲ့အလုပ်ကိုမလုပ်ပါဘူးလူအထင်ကြီးတဲ့စကားကိုမပြောပါဘူးเนาะလူအထင်ကြီးတဲ့အလုပ်ကိုလုပ်လာပြီလူအထင်ကြီးတဲ့စကားကိုပြောလာပြီဆိုရင်တေးကြပါတယ်အဲ့ဒီပုဂ္ဂိုလ်ဟာအရိယာမဟုတ်ပါဘူးတခါတုန်းကတီဟိုမှာယဟန်တပါးရှိပါတယ်အဲ့ဒီယဟန်ဟာအကျင့်သရဏအာကောင်းပြီးအနေအထိုင်ကြစ်လက်လွန်တာကြောင့်ယဟန်တာလို့ထင်ကြပါတယ်ဒီနေ့မှာသူ့ရဲ့ဂုံတရင်ကိုကြားသိတဲ့ရှင်ဘိဟာသူ့ကိုဖူးမြော်ဖို့လာပါတယ် ါကိုကြိုသိနေတဲ့အဲ့ဒီယဟန်ဟာ ရှင်ဘုရင်လာခံဒီအချိန်မှာဒုတိယချောင်းကိုယူရေမာဝင်းရမှောက်ဒုနဲ့မြေကြီးကိုချစ်ပြီးတော့အယုတ်ဆွဲဆော့နေပါတယ်အဲ့ဒါကိုရှင်ဘုရင်က မြင်တဲ့အခါမှာဗရာစိတ်ပြက်ပြီးတော့ယဟန်တာက ကလေးကလာအလုပ်ကိုလုပ်ပါမလားဆိုပြီးလှည့်ပြန်သွားပါတယ်။ဒါကြောင့်အဲ့ဒီလိုလုပ်ရတာလဲဆိုရင် ရှင်ဘုရင်အထင်ကြီးပြီးတော့ကြီးညိုလာမှာကိုစိုးရင်လို့ဖြစ်ပါတယ်။ဒါကြောင့်အရိယာမှန်ရင်သူတို့ဘာအထင်ကြီးတဲ့အလိုမျိုးကိုမလုပ်ပါဘူး။ သူတစ်ပါးအထင်ကြီးမှကိုတော်မှစိုးရင်ကြပါတယ်နော်အရှင်ဖရာအလှပေးအလှခံပုဂ္ဂိုလ်တွေမှာဘယ်လိုအရေးချင်းမျိုးတွေရှိရင်ဘယ်လိုအကျိုးအပြစ်တွေဖြစ်နိုင်ပါသလဲဖရာတဲ့အင်္ဂုတ်တူပါဠိတော်မှာအလှပေးပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်နဲ့အလှခံပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်ကိုဖော်ပြထားပါတယ်အလှူပေးပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်ကဘာတွေလဲဆိုရင်၁မပေးလူမီရှေ့ဖို့၌တိလဆောက်တည်၍ဝမ်းမြောက်နေရခြင်း၂ ပေးလူနေဆဲခဏ၌စိတ်ကြည်လင်ရှင်ပြနေရခြင်း၃ပေးလူပြီးတဲ့နောက်၌ဝမ်းမြောက်နှစ်သက်အမှတ်ရနေရခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာအလှူပေးပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်ပဲဖြစ်ပါတယ်အလှူခံပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်ကဘာတွေလဲဆိုရင်၁တဏှာရာကကင်းစင်သူဖြစ်ခြင်းသို့မဟုတ်တဏှာရာကကင်းစင်ဖို့ရန်ကြင်ကြံအားထုတ်နေသူဖြစ်ခြင်း၂ဒေါသကင်းသူဖြစ်ခြင်းသို့မဟုတ်ဒေါသကင်းကြောင်တရားကိုကြင်ကြံနေသူဖြစ်ခြင်း၃ မောဟကင်းသူဖြစ်ခြင်းသို့မဟုတ်မောဟကင်းကြောင်းတရားကိုကြင်ကြံအားထုတ်နေသူဖြစ်ခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာအလူခံပုဂ္ဂိုလ်မှာရှိရမည့်အင်္ဂါ၃ချက်ပဲဖြစ်ပါတယ်။ဤအလူပေးပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်အလူခံပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်ပြည့်စုံနေမယ်ဆိုရင်လူနဲ့ချမ်းသာကိုရရှိစေပါတယ်။ဤအချက်တွေမပြည့်စုံဘူးဆိုရင်တော့လူနဲ့ချမ်းသာကိုရုပ်လျော့စေပါတယ်။ဒါဟာအလူပေးပုဂ္ဂိုလ်နဲ့အလူခံပုဂ္ဂိုလ်တို့မှာရှိရမည့်အင်္ဂါရက်တွေနဲ့ ရှိလာမိအကျိုးအပြစ်တွေပဲဖြစ်ပါတယ်เนาะ